ီနေ့ကွင်းပတ်ရင်နဲ့ unbelievable စီမင်းကိုတုံးပြူပြီးတော့ကျွန်တော်ပါရိုက်ခဲ့တဲ့ဖြစ်စဉ်လေးတစ်ခုကိုနမူနာလေးနဲ့တင်ပြချင်ပါတယ်ကျွန်တော်ရိုက်လိုက်တဲ့ driver shot ကညာဘက် fairway ရဲ့ another fairway ကိုရောက်သွားတယ်ဘောလုံးရောက်သွားတဲ့နေရာကရှစ်မှာတစ်ပင်းကြီးခံနေတယ်ပြီးတော့ဘန်ကာတွေလည်းရှိတယ် ီလွတ်တဲ့အပေါက်လေးတွေကိုရိုက်ထဲဖို့ဆိုတာတော်တော်ကိုအဲဒူအုံဖြစ်ဖို့အဆင်မပြေနိုင်ဘူးမဖြစ်နိုင်ဘူးပေါ့နော်ကျွန်တော်ဆုံးဖြတ်တာကတစ်ပိနေကြော်ရိုက်ဖို့လည်းအဆင်မပြေသလိုအပေါက်ထဲကနေရိုက်ထဲဖို့လည်းအဆင်မပြေဘူးဆိုတဲ့အခါကျကျွန်တော်တကယ်လို့စွန့်စားပြီးတော့တစ်ပိနေဂျားတွေကနေဖြတ်ရိုက်ခဲ့မယ်ဆိုရင်အဲတစ်ပိနေတိုက်နောက်ထပ်ရိုက်ချက်တွေအများများသွားဒါမှမဟုတ်ဘန်ကာကျအစတိအဖြစ်ပြဿနာတွေအများကြီးဖြစ်သွားနိုင်တယ်လို့ကျွန်တော်သုံးသပ်လိုက်တယ်အဲ့တော့ကျွန်တော်ကရိုက်မရ စီမင်းအရာပြစ်ဒဏ်တစ်ချက်ပေးပြီး back on the line ဆိုတော့အလန်တိုင်းနဲ့လက်ရှိဘောလုံးအနောက်ကိုကြိုက်တလို့ဆုတ်ပြီးရိုက်လို့ရတဲ့စီမင်းကိုကျွန်တော်တုံချပါတယ်တုံချပြီးတော့တစ်ပင်ကိုကြော်ရိုက်ဖို့အတွက်လိုအပ်တဲ့အကွာအဝေးရောက်တည်ထိကျွန်တော်ဆုတ်သွားတယ်ဆုတ်သွားပြီးတော့ဆက်နေတကြ draw ချတယ် draw ချပြီးတော့ကျွန်တော်အဲ့ဒီဟိုဘောလုံးကျွန်တော် draw ချတဲ့နေရာပင်နဲ့ဆိုရင်ဂိုက်တရာလောက်ဝေးပါတယ်ကျွန်တော်က အဲပီချင်းလေးနဲ့အသားအရာကျွန်တော်ရိုက်ပြီးတော့တင်လိုက်တာမှာတပင်းနေအားလုံးကိုကြော်ပြီးတော့ကန်ကောင်းထောင်းမစွာနဲ့ကျွန်တော်တွက်ဆထားတဲ့အတိုင်းပဲအွန်သွားပါတယ် Nice oh အဲ green ball ကိုကောင်းကောင်းမွန်မွန်ရောက်သွားတယ်အွန်သွားတဲ့အခါကျတော့ကျွန်တော်အဲပတ်တင်ပတ်ဖို့အတွက်အခက်အခဲမရှိတော့ဘူးပေါ့ခင်ဗျာအဲ့အချိန်မှာကျွန်တော်ပတ်တင်ပတ်လိုက်တာကန်အားလျော့စွာပဲ တစ်ချက်ထင်းနဲ့ဝင်သွားတယ်ပေါ့ဝင်သွားတဲ့အခါမှာကျွန်တော်ပါရခဲ့ပါတယ်ကျွန်တော်ပြောချင်တာက unbelievable စီမင်းပါ unbelievable စီမင်းကိုဟုတ်လို့အချိုးရှိစွာတုံချမယ်ဆိုရင် coffee ရဲ့တခြင်းထဲမှာအများကြီးရိုက်ချက်ကုန်သွားမယ်အခြေအနေကိုတားဆီးနိုင်တဲ့ကိုအတွက် rule ကိုတည်ထားခြင်းအပြင်အချက်ကြီးအများကြီးရှော့ချနိုင်တယ်ဆိုတာတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ